ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့ Click for Freedom YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာရေးဆရာဆရာကိုရွှေဒေါသဤဟာသာဝိတုတပုတ်ဖြစ်တဲ့ပြောရရင်ဩချသွားမယ်ဆိုတဲ့ဟာသာဝိတုစာအုပ်ကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူ လိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာမျော်လင့်ကိုနှင်ချက်စွေတရားစာအုပ်ပုံတွေကြားဝဲနှစ်နေသည်ပြီးတော့ဇာတွေတကုတ်ကုတ်ရေးချစ်နေသည်ဘုရားရင်ကတော့ ယုံကံငုံမိလိုက်သည်မို့မြေဖြစ်သူကိုအထင်တွေကြီးနေကောင်းကြီးနေလိမ့်မှသေးကြသည်တကယ်တော့ဘယ်ဟုတ်ရမှာတော့သူကုချက်ချစ်ရပါတယ်ခင်မုံအဲကုချက်ဆိုတာကြီးကမကောင်းပါဘူးဒါဖြင့်သူကုစုချစ်ရပါတယ်ခင်မုံဟာကုစုဒါကပုလူတော်ဆိုးသေးဗျာအဖေတို့မေတို့ဗျာကျွန်တော်ကိုဘာဖြစ်လို့နာမည်လှလှလေးတွေမပေးခဲ့ကြပါလဲကျောင်းဆရာတို့ကြည်ပါလား လှအောင်နဲ့ရဲမြင့်တဲ့ဘယ်ကလောက်ခံ냐လာပါသလဲအဲမော်တော်ပက်ထောင်မောင်းတဲ့တန်းလွန်တောင်မှသူ့မိဘတွေပြေးတဲ့နာမည်ဘယ်ကလောက်လှသလဲအရိပဲရှိသလဲဒီလိုမျိုးသောရကတက်လျင်ဖြင့်ပေတီဘေကနိုင်လာသောဘုရားရင်ကနရွက်ဆွဲလင်ကပြောခြင်းပြောလိမ့်မည်ဟာကောင်းစုပ်နာမည်ဆိုတာပြည့်ညက်ပါကွာပရမတ်မဟုတ်ပါဘူးမင်းကငငယ်လေးကလေးကအတန်ပြဲကြီးနဲ့တိတ်အငိုတန်တဲ့ကောင် မင်းငိုပြီဆိုရင်အရှိခွနဲ့အိမ်အနောက်ခွနဲ့အိမ်ဘယ်လို့မှအိတ်လို့မရဘူးငိုပြီဆိုရင်လည်းချက်တကူလုံးစူးတက်လာတာပဲဒါကြောင့်ချက်စုရဲ့လို့အနုဒတညာနဲ့ကိုက်ညီတဲ့နာမည်ကိုငါကိုယ်တိုင်ချစ်စနိုးနဲ့အထိပ်ပဲရှိရှိပေးခဲ့တာဘယ်ကလောက်ကောင်းလိုက်တဲ့နာမည်လဲလူမာနာမည်ထက်လောက်ရကအရေးကြီးပါတယ်ကွာဟူရွေများ ပြောဆိုအောင်လေမလားမသိဟိုးရှုပ်ပါတယ်နာမည်ဝေးနေတာနဲ့ဤစားစားကအဆုံးမတတ်နိုင်တော့ဘူး တို့ဖြင့်ပင်ကိုချက်ကိုလည်းမသုံးကိုစုကိုလည်းဖျက်ရှားပြကနှလုံးသားပွင့်၌ဖြစ်ဒီလာသောနှလုံးသားတဝင်လွှာမြည်သည့်ရီစားစားကိုစားစီကုန်ပါလေတော့ဤတို့ကိုအလွန်တရာမှဆွဲလန်းရပါတဲ့မခင်မုံမင်းလေးကိုလေမြင်မြင်ချင်းတူရင်းနဲ့ကြလို့တာမမဟုတ်ပါဘူးစကုယူပေနာတန်ဝါသားဆိုတဲ့ကြဘူးနာဝပါဠိစကားနဲ့အညီမျက်စီထဲမှာမြင်မြင်ချင်းချစ်နေမိပြီဆိုတာပါပဲ တရားတရားဟောပါများတရားတွေကပါဠိရသလိုစဘာစဘာထောင်းပါများစကားတွေကဆန်းစစ်ရတယ်လေကိုကတော့မင်းနဲ့သာဖူးစာဆောင်ခွင့်ရခဲ့ရင်လေတရားကိုလည်းဟောလိုက်မှာပဲပြီးတော့စဘာလိုလည်းထောင်းပြလိုက်မှာပဲကိုမက်ခင်ဘုံအပေါ်မြန်လို့တယ်ဆိုတဲ့အချက်အဲ့ဒီအချက်ဟာအချက်စစ်အချက်မှန်ဖြစ်တယ်ဆိုတာသက်သေခံရပါတယ်အချက်စစ်အချက်မှန်ဖြစ်ပါကြောင်းထောက်ခံချက်လိုတယ်ဆိုရင်ကိုတို့ရွာသဘောကြီးက ကြီးွာရရကဥက္ခရာစီမာရဲ့ထောက်ခံချက်ရယူပေးပါမယ်။ကို့အဖို့မက်ခင်မုံအပေါ်ဆွဲလန်းပြီးတဲ့စိတ်တွေကြောင့်တနေ့ကို9နာရီလောက်ပဲအိပ်ပျော်သလိုမင်းွက်သီးနဲ့တရားရော့ဆက်ပြီးတာတောင်စမဝင်တဲ့အဖြစ်မျိုးကြုံနေရပါပြီခင်မုံရဲ့ခင်မုံသာကို့ဘဝရဲကိုဝင်လာခဲ့မယ်ဆိုရင်ဖြင့်ဘာမှအပူပင်မရှိရအောင် ရေကဲရုံးကိုဖင်ခုထိုင်ခိုင်းပြီးလီအီးပိစက်ဖွင့်ထားတဲ့အခန်းထဲမှာရက်တောင်တစ်ချောင်းတောင်ပြေးထားပါအောင်မယ်ခင်မုံဒီတော့ကို့အချစ်ကိုခင်မုံ လက်ခံပါလာရင် ညှို့လင်ခြင်းများစွာနဲ့ကက်လျက်ခန်းကကိုဒီစာကိုသူသည်မြင်ဖြင့်မရေလက်ဖြင့်ရေးခြင်းဖြစ်ကြောင်းအချက်နှင့်တိဆောက်သောကဘာကြီးတစ်ခုလုံးအားဂျင်ညာမောင်းခပ်ပစ်လိုက်ခြင်းသည်ဒီစာကိုခင်မုံနေဖြင့်အမုံများမစင်ပဲနှလုံးသားနှင့်ဖတ်ပါကမြစ်သားရောင်မြန်ဟဲ့လိမ့်မည်ဟုသူကိုယ်သူယုံကြည်နေမိလေတော့သည်အင်းအချိန်ဤအခွင့်သာတဲ့အချိန်မရရအောင်ပေးရမယ် ထို့သောတွေ့တော်ရင်ဇာရွက်ကလေးကိုတေသက်သေးချာစွာခောက်လျက်တရံကြား၌ညှက်ထားလိုက်လေသည်ပြီးလေသောအလဲခန်း၌ဈေးစီရင်တွင်နေသောခင်မုံကိုတရံပေါက်ကြားမှပြင်မှုတော်ထောင်၍ချောင်းကြည့်နေလေသည်ခင်မုံဤအမေကနောက်ဘေးမိဘကြောင့်၌ညစာအတွက်စီမံချက်ပြုတ်နေလေ၏ထိုအခါခြေတံကြား၍ချောင်းနေရာမှ လက်ကြည့်လိုက်သောအခါသာပြပြဖြစ်နေသောတန်လွင်ဤမျက်နာကိုကြက်တီကင်းမဲ့လေသည့်အလားမြင်တွေ့လိုက်ရလေသည် အနေထားတွေတမျိုးတစ်ပုံပြောင်းလဲသွားနိုင်လေသည်မို့တန်လွန်အားအော်ကြီးဟိကျမလို့ရန်သင်္ကေတဖြင့်အချက်ပြလိုက်ရသည်သမဟုတ်ကပြ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 နှင့်တွင်တွေလွဲချော်ကုန်မှသိကြသည်ဒါကိုတန်လွန်ကလည်းသဘောပေါက်ပုံရသည်တို့ဖြင့်မြည်သောမြအတမပြပဲချက်စုလေးဘက်ဖင်ဖူးထောင်းထောင်းသလိုအလေခန်းအတွက်ကန်ထားသောထယံအပားမျက်စိကပ်ကြည့်လိုက်သည်တန်လွန်ပါလဲဘယ်ကလောက်တောင်တစ်ဖက်မှဆွဲငင်အားတွေကောင်းနေသည်မသိနေရာကတော်တော်နှင့်မခွာအာ ်ချက်ဇွေက၎င်း၏ပင်ကြားကိုဆွဲစိတ်လေးမှ ခွာတော့သည်ဒီနောက်ချက်ဇွေကအပြန်ထွက်ရန်အချက်ပြလေးမှတန်းလွင်လဲလိုက်ထွက်ခဲ့လေသည်တို့ဖြင့်သူတို့နှစ်ဦးသာမော်တော်စိတ်ဘက်လမ်းလျှောက်လာခဲ့ကြသည်ငါကောင်ချက်စုတရားကိုပျောက်ချက်သာကောင်းလာကောင်းလာနဲ့လက်စတတ်တော့အတွင်စီကနေကြိတ်ပြီးကြံစီနေတာကိုမင်းကွာခုအခြေချင်းတွေပြောရမယ်ပြောစရာရှိရင်တော့ပြောရမှာပဲချက်စုเจ้าဆရာနှစ်ယောက်ကမင်းမလာတာရက်တွေကြာလို့ဘာဖြစ်နေတယ်လဲသိကျင်နေကြတယ် မြင့်တွယ်စိတ်လည်းအတော်ပူနေကြတယ်။တော့တွေးလိုက်ပါဦး။ငါတောင်ပဲ့တောင်တင်ပြတာနဲ့တွေးဆုံနေကြနေရာကိုမပြတ်ဘူး။တော်ကြာစိတ်အနေတင်ပြီးမိဆွေစင်းကအဖြက်ခံရလိမ့်မယ်နော်။ဤပါကွာ။ဆရာတို့ကိုငါခင်မင်လေးစားပြီးသားပါ။ဒီရက်တွေမှာငါဝတ်တရားတွေပြပြခဲ့တဲ့အတွက်တောင်းပန်ပါတယ်။ဒီညပဲငါသွားတွေ့မှာပါ။ဒါဆိုမင်းတို့အဖွဲ့စိုးစိုးပြေပြေကလေးဖြစ်ရအောင်ဝီစကီ၄ထောင်တလုံးပေးလိုက်မယ်။ဟာတန်းလုံးမင်းလွှတ်ပြေးသဘောကောင်းလားကြည်လား။ ဒါကတော့ကွာကိုချင်းကိုချင်းတွေပဲဟာတန်စာကားကလေးတွေမျိုးမျိုးမြတ်မြတ်ရလာလို့ကို့အဖွဲ့ကိုကို supply လုပ်ရတာပဲကျေးဇူးကွာဟာကောင်ချက်ဆိုရမင်းတို့အလေကံကမရီကလေးကနေလာကြည်လားကွာဖြူဖြူဝေးဝေးလုံလုံကြည့်ကြည့်ကလေးနော်အေးကွာမူတုံသူကလေးနာမည်ကမိခင်မုံနဲ့အမင်းနဲ့တမီးနှစ်ယောက်ထဲလေမူတုံကနေဆောင်းတွေအဝတ်ထည်တွေလာရောက်တာအဖိုးနဲ့လည်းတီးလို့တို့အိမ်အလေကံမှာတိတ်ခိုကြတာကွာဘယ်တော့ပြန်ကြမှာလဲမပြောတတ်ဘူး သူတို့အကုန်လေးကတော့ကုံတလောက်ရှိပြီရစရာငွေတွေအကြေလေရပြီးရင်တော့ပြန်ကြမှာပေါ့လေဒါထက်မင်းအချင်းတွေဘယ်လိုရှိတယ်လဲချက်စုအချင်းတွေကတော့ကြံတုံးစီတုံးပဲအဖိုးတည်ရင်လည်းမလွယ်တော့ခိုးကြောင်ခိုးပဲလှုပ်ရှားမလို့စာတော့ရေးပြီးပြီမပေးရသေးဘူးထရန်ကြမှာညှက်ထားတယ်အေးကွာငါကောင်ချက်စုကြီးအဆက်အရရအဆင်ပြေပါစေဒီလိုဆူတောင်းပေးရတာကလည်းကိုကပို့လိုက်တုတ်သွားလိုက်ကိုကချိန်လိုက်လင်းနောက်လိုက်နဲ့နဲ့မင်းခင်ဗျာဖြစ်ဖြစ်နေလို့ပါကွာ gain ငါအင်ကိုရေပြန်ချိုးပြီးစင်းတွေလောက်ရမှာမို့မလာတော့ဘူးဥအောင်မြင့်နဲ့ကိုကိုလေးတို့ရဲ့စတိုးဆိုင်မှာငါနိုင်မင်းနဲ့ဝီစကီတောင်းတလုံးယူသွားကွာဟုတ်ပလားတာရုပါတန်းလင်ရဒီညာငါမလာတော့ဘူးနော်မင်းမလာတော့ငါတို့ပို့ပြီး limit ပြည့်တာပေါ့ဒီအတွက်လည်းတာရုပါတန်းလင်ရ Okay လိပြီဒီကောင်တန်းလင်မာရီဦးမျိုးနေလေဒီမသိချက်စုကတော့လေးတော်ပလင်းကြီးကိုပတ်၍ចောင်းဆေရလက်အောင်အင်ကြီးဟာတို့ ယွန်းပါလေပြီကောလွတ်ကျသွားသော အစာဒီသုံးလေး၅ရက်အတွင်းမှာပင်တန်လွန်တယောက်သူ့အလုပ်တွေနဲ့သူဗျာများနေ၍ထင်ပေါမလာပဲပျောက်နေသည်ပျောက်မဲ့သာပျောက်သည်သရုပ်ဆိုင်ပန်းရှင်ဦးအောင်မြင့်နဲ့ကိုကိုလေးတို့ညီကိုကညနေခင်းချက်စုဖျောက်လျှောက်သွားတိုင်းတန်လွန်ကမှားသွားသည်ဟုဆိုကာဝီစကီ၄ထောင်ပလင်းကိုထုတ်ထုတ်ပေးနေ၏ဒီအတွက်သဘောမနောကောင်းလာစွာသောတန်လွန်တယောက် ကျမ်းမာချမ်းသာ၍မိဖုရားတွေဝေးကွာပြီး၎င်း၏ပေါင်ချံကြမှကျွင်များပျောက်ကင်းပါစေကြောင်းဆုတောင်းပေးမိနေတော့သည်ဆရာလေးရေမြင့်က သူ့ကတ်ခိုးရွာမှကြက်ယူလာပေးသည်ချက်စုကပဲဆရာကိုလာအောင်က သူ့အိမ်နောက်ဘက်ကမှ ပိုက်တား၍ငပြေမတွေဖမ်းသည်သို့ဖြင့်ဤသုံးလေးရက်ဝဲချက်စုတို့ဇေယမင်းစီစဉ်အပြည့်ဖြင့်ဥဆုံနေခဲ့ကြသည်ကရွန်းတွင်နေခဲ့ကြသည်သူတို့အတွက်အမိများကိုဆရာကတော်တောင်းတောင်းကစပမှုတာဝန်ယူလျက် တနေ့တမျိုးမရိုးရလေအောင်ချက်ပြုတ်ပေးရှာသည်ဤနောက်အချိန်ကလေးနှင့် ခတ်တွေဖြစ်လာတော့ဇာကိုလာအောင်ကမက်ဒလင်တီဇာလေးရဲမြင့်ကတချင်းစုံချက်စုကကပြီဒီလိုအပြော်တွေကြောင့်ချက်စုဘုရားရင်ဤခြေရင်ကန်းတို့ညဉ့်နမလိုလိုကြီးပြန်ရောက်သည်ပြန်ရောက်သည်နှင့် စေထားသောတကားကိုတွန်းခွန့်ကခြေမတဲနိုင်လက်မတဲခြင်းတော်ပဲမောမောနှင့်တခေါ်ခေါ်အပြော်သွားနေတော့သည်လေရင်တို့မှာတော့ အာကောင်တွေ6ရင်တွေပူလာသဖြင့်ခေါင်းရင်၌ထားသောရေအိုးကိုအသာဆန်းကရေတခွက်ခပ်ပြေးတကလာွက်ကနေွက်ကနေမောချမိလေတော့သည်ဒေါ်ချိန်၌ချက်စုအားလောက၌မြည်သည့်အရာသည်အချုံမြင့်ဆုံးပါလဲဟုအမေးရှိလာပါလျင်တရေနို့အချိန်၌အလွန်ဆာလောင်သည့်အတွက်တောက်လိုက်ရသောရေပင်ဖြစ်ကြောင်းအဖြေပေးမိမှသိကြသည်ရင်ငတ်ပြေပြီးလေသည့်နောက်ခေါင်းအုံပေါ်ခေါင်းတင်ပြီးတစ်ဖက်သို့စောင်းမိလေသောအခါအလေကမ်းမှမိကျစ်ချက်တန်ကြရ၏ ်မိကျဲကစီခန့်နေသည်လားဒါမှမဟုတ်စီတမင်ထဲမထားလေသည်လားမသိမိတော်ဟူ၍ထွက်မလာဒီတော့အလေကမ်းမှာ ပုံရိပ်တွေကိုဗာမြမမ်တွေ့မမြင်ရမိကျဲကဘာကြောင့်ချစ်တနီချစ်လျင်ဖြင့်မိတော်အလင်းရောင်ကိုအလိုရှိရသားချစ်ချင်းဖြစ်လိမ့်မည် ခုတော့ဖြင့်မိမတော်သောချစ်ချင်းဖြင့်ချစ်လျက်အမောင်နေထားမှသည်အမောင် အနေထားသို့ပင် ပြန်လေရောက်ရှိသွားလေသည်အလေကမ်းနှင့်ချစ်ရင်ကမ်းဆိုသည်က ညဘက်အိပ်ပြီးဆိုရင်ကျန်းတွေကတပြေးတည်းလမ်းလျှောက်ဒီကိုလည်းကြားနိုင်သည်ဘုရားရင်ကတော့ဖြင့်ကောင်းရင်ဘက်ဖရာကန်း၌ကျန်းကရင်ထက်ဝဲတခေါခေါနဲ့အိမ်မောကြနေပြီဘဝင်းရင်သည်တိတ်တိတ်စိတ်စိတ်ခဏအကြာမှာတော့ချက်စုဤနယံလွန်းသို့ချောင်းဟန်တန်လိုလိုကြားလိုက်ရသည်ထိုချောင်းဟန်တန်သည်အတော်ကြီးဒေါ်ကျင်ခါဤချောင်းဟန်တန်ဟုမထင်ပုရိသတူဦးဤချောင်းဟန်တန်ဟုမထင်နေမိသို့တော်냐သူပဲမူကြောင်မူကြောင်ဖြစ်နေ၍ နာကြားလွယ်သည်မျိုးလည်းဖြစ်နိုင်ပါသေးသည်တဖန်ဆိုသည်တဟင်းဟင်းချွန်းရတန်လေးကိုလည်းကြားရသလိုလိုဒါကတော့ခင်မုံအတန်မခင်မုံအတန်အစေမကြခင်လူလိန်တန်အချို့မတိမသာကြားရပြန်သည်ထိုချိန်ဝဲလေးပင်သုံးကန်းအိမ်ကြီးသည်ငြိငလင်မလုပ်ပါပဲနှင့်တသိမ့်သိမ့်တင်ကနေတင်ကနေလှုပ်ခါသွားသလိုလိုအိုးငါစိတ်ကဘာလို့များကြောင်ချောချာဖြစ်နေရတာပါလဲ တပန်းနေရာရွှေတန်လိုလိုကြားရပြန်သည်ဒီခဏချက်စုဤရင်အစုံသည်တရင်တိုင်းခုံ၍လာတော့သည်ခမုံခမုံမင်းဘာဖြစ်နေတာလဲကွယ်ကိုကိုမျောလင်းချက်အပြစ်နဲ့ဆောင်စားနေတဲ့သဘောမျိုးလားမင်းတို့မိမတို့ရဲ့စိတ်ကိုဘယ်လိုများနားလည်ရမလဲမသိဘူးနော်တချင်းတွေထဲမှာတော့ကြားဘူးတာပဲဗါတဲ့မိမဟိုသည်ဆောင်းနေဗမာကြီးအတွင်သဘောမတီးကြီးရောင်းနေရသည်အဲ့လိုဆိုလားပဲ စာကဗျာတွေထဲမှာတော့စိန်ကဲရွှေကဲဤနေကဲတဲ့မင်းမကဲခတ်လွန်ကဲခတ်ဤရဲ့တေလေးမှန်လာကြည်လားကွယ်ကိုတော့မိမနဲ့ပတ်သက်လို့နဖူးလည်းမတွေ့ဒူးလည်းမတွေ့တခိကြီးလေးတောင်မှမရှာသေးလို့တကယ်အရင်လေးပါပဲကွယ်စိတ်ထဲမှာတော့ချက်စိုသည်အတော်ကလေးကိုပြောင်းဆန်နေတော့ဤတဖက်ကမိကြီးချစ်ပြခြင်းသည်သူအားတဏီမဟုတ်တဏီဖြင့်ဖိတ်ခေါ်လိုက်သည့်သဘောပဲလားအေးရာကြံမြင်ပေါ်၌ငြိမ်သက်သွားလိုက် လူလွန်သွားလိုက်တစ်ချက်တစ်ချက်အိုကနေအင်ကနေရောင်ရမ်းထွက်ပေါ်လာသောအတံများမှအိမ်မက်ကဘာတနေရာမှသူအားချစ်စပွဲလောင်ပြောင်နေသည့်သဘောလားဟူ၍လဲအတွေ့ဝင်ရောက်လာပြန်သည်။ဩခင်မုံခင်မုံတကယ့်ကိုဖြူဖြူဝေးဝေးရေစင်းကားလိုပါပဲလားကွယ်။အဲ့ဒီရေစင်းကားကလေးကိုပိုက်ဖောက်ဦးကလီစာတွေသဲကြီးတွေထုတ်အကြီးဝင်လေးတွေထိုးလို့ဓာကလေးနဲ့မှွင့်ပြီးဝညက်မှာညက်ပြီးမိကြီးကလေးမှာกินပြီးရင် ။ဒါကတော့ရေမြင့်ရှင်တန်းလွင်ရဲ့ဝီစကီနဲ့ပေါင်းဆက်လိုက်ရရင်အာငါဘာလို့ရှောက်တွေးနေပါလဲ။ဆောင်းကြမဟုတ်ရတာတော်ရော့သည်။ညီညာကြီးမာတော်အတွေ့တွေကကြောက်ကြရဲ့ဒိုးစင်မာပြင်အတန်အချို့ကြားရပြန်သည်။အဲ့ဒီထက်မှခင်မုံဤဟွန်းဆိုရလဲပါကောင်းပါသလိုလိုခင်မုံအိမ်မက်မဲ့လေသလားရောင်ရမ်းပြီးအာမေရိတ်တွေထွက်ကြလေသလားဒါမှမဟုတ်မြစ်တာတကားကိုဖွင့်ထားကြောင်း နမိတ်ပြလေသလား ဒီကြတဲ့လေကြောင်းဟန်တန်တန်ကိုလည်းမတိမသာကြရလေရာအမေကြီးဒေါ်ကျင်ခါလောမယုတ်တဲ့စကားအဖို့ဖို့သားရင်ဤချောင်းဟန်တန်လောဟုလွေတော်တန်တရားဝင်ရပြန်မာတော့သည်ဦးဒါဒါငါ့ကိုခင်မုံမတန်ပြတာတက်တယ်ပဲစာရကံကြုံလို့မိုးစိတ်ကို ပြလာဆွဲတဲ့ဥစ္စာအခွန့်သားခိုင်းမှာငါဘက်ကမလိုက်ခဲ့ဘူးဆိုရင်ငါ့လောက်မိုက်တာဒီကဘာကြီးထဲမှာရှိပါအောင်တော့မလားဒီတော့သူတို့နောက်ဖေးမိဖို့ကြောင့်ကချက်ကို လက်အသားကလေးရှူပြီးဖြုတ်ဝင်မယ်ဝင်မယ်ဒီလိုမျိုးထားတွေကိုချက်စုတို့ကကြွမ်းပြေးသားဖြစ်သည်တန်လွင်ဆိုရင်လည်းသူ့အိမ်တို့ပြန်မအိတ်နိုင်လျင် ချက်စုနဲ့ကလေးအလေကန်းတို့မိဘကြောင့်တကားချက်ကိုလက်အသားရှူ၍ဝင်ဝင်အိတ်နေကြအခုလဲဒီလိုနည်းဖြင့်ခင်မုံထံဝင်ရောက်ဖို့ချက်စုစဉ်းစားသည်ဒေါ်စင်မာပင်သူ့နားရဲတို့ရှင်နေကြီးဦးနဲ့ကျော်နဲ့ဥပရေဝရကျောင်းဆရာဦးလောက်အောင်တို့ဤစကားကိုကြားယောင်လာသလိုရှိသည် တဖက်မိန်းကလေးကသဘောတူလို့ချင်းတွေ့တယ်ပဲထားမိဘမောင်မားတွေကမကျင်နိုင်ဘူးဆိုရင်အင်ဂျော်နင်းမှုပုံမှန်6-6နဲ့ညိမယ်နော်မိန်းကလေးကအသက်မပြေဘူးဆိုရင်လည်းပြဿနာကရှိအောင်ပဲထောင်တန်သုံးနှစ်ကြာခံနိုင်တယ်လို့ငွေတန်လည်းကြာခံနိုင်တယ်နော်အဲ့ဒီလိုလေဒီတော့လည်းချက်စိုးကမြတွင်ကနေဖြစ်သွားရပြန်သည်အင်းခင်မုံခင်မုံငါခင်မုံအခန်းထဲရောက်သွားလို့ဒီလူကိုကြည်ပြူရင်တော်ပါသေးရဲ့မကြည်ပြူလို့ကတော့အော်ကြီးဟိကျဲဖြစ်ရင် အမလီအချုပ်ရောက်ခတ်ရောက်နေဦးနှကျော်တို့ကောင်းစားဖို့ဖြစ်သွားမှာအသေးချာပဲဒီလိုတွေးမိပြန်တော့လဲစိတ်အားတွေကခန့်ငငယ်ပင်သို့ဆိုရင်ဒီလိုပုံနေမင်းမိုးစင်စင်လင်းအောင်သည့်ဒုက္ခခံရတော့မည်လားခါလောကမှာကြောက်ရင်လွဲရဲရင်မင်းဖြစ်တဲ့ဘာပဲဖြစ်ဖြစ်ညအမောင်ကြီးတဲမှာမဟန်တော့လဲအตาလစ်ပြေးရတာပေါ့ဘယ်ကိုပြေးပြီးဘယ်မှာပုံရင်လွတ်မယ်ဆိုတာငါသိနေပြီသားပဲစိုင်းကော်လို့ခြုံမော်ရောက်တော့လဲအမျက်ပဲပေါ့ ဒီတို့လည်းတွင်အားတွေကပေးလာပြန်တော့ခြေတံကိုဖာနှင်းလျက်ခင်မုံတို့အခန်းဤအနောက်ဘက်ရေကပြင်တို့လာတာကလေးရှောက်သွားခဲ့ပြန်သည်တို့ဖြင့်အလဲကန်းဤမိဘကြောင့်တကားရှိရာရောက်လာသည်ထို့နောက်သူနှင့်တန်းလွင်သာတည်ထားသောမလွယ်ပေါင်းမှအတာကလေးလက်လျှိုးဝင်ကတကားချက်ကိုဖြုတ်လိုက်သည်ကြောက်ကဲတကားပတ်လာသည်စီထက်ထားခြင်းကိုမခံရသည်မှကြာပြီးသည်အလားအတန်ဖြင့်တက်သေးတက်ကာရပြုတ်လိုက်ဟန်ရှိလေသည် ဒိုစင်အခန်းတွင်မှတစုံတအုပ်ထွက်လာပြီးရေကပြင်ပေးထရန်၌ကက်လျက်တောင်းတောင်ကြီးရက်နေသောချက်စုအားအတင်းကာရောလက်ကျန်းကြီးဖြင့်ပါဇက်အစုံအားပိတ်လိုက်ခြင်းကိုခံရလေသည်ဒိုစင်မှာပင်ချက်စုဤနာဝါသို့ယမကာအနန်းကထောင်းကနေရောက်ရှိလာလေသည်ဒီခဏယမကာနန်းရှင်က ချက်စုဤနာဝါသို့ ရုပ်အန်ဂျင်စရာကောင်းလာသော၎င်း၏ပါဇက်ကိုကတ်ကလေတံကလေးနှင့်ပြောလိုက်လေသည်ဟိကောင်ချက်စုငါပါကွာတန်းလွန်ပါမင်းဘာသားမှထွက်မလာနဲ့နှစ်ယောက်စလုံးအကြီးကြီးပြဿနာတက်သွားလိမ့်မယ်ဟာကွာနောက်မှဟာကွာလုံးလာအခုကိုမင်းသိန်းဆိုင်သွားနှုတ်ပြီးတခွတ်တဖလားချရင်အဖြစ်ဆုံးကိုပြောပြမယ်ချက်စုလည်းဘုမတိဗာမတိဖြင့်တန်လွန်ဆွဲခေါ်ရာသို့ကန့်လန့်ကန့်လန့်လိုက်ပါလာကြရလေသည်တို့နှင့်တာလမ်းမပေါ်ရောက်လာလေတော့ဤ ဘယ်လိုကြံစီလိုက်တာလဲတန်းလွန်ရာစောစောစီစီငါ့ကိုပြောထားပါရော့လားမင်းမငကိုကလေးကအဲ့ဒီအကြံစီရှိရင်ရှောင်ပြီးမှာပေါ့ကွာနေပါဦးဘယ်လိုကဘယ်လိုအဆင်ပြေသွားတာလဲငါမင်းမရှိတော့မင်းအခန်းကထရန်ကြားညှက်ထားတဲ့ကြီးစားစာကိုယူထားလိုက်တယ်ကွာမင်းရေးတဲ့စာကတကယ့်ကိုပျောင်ပျောက်ထိရောက်တာပဲမင်းဖင်မှုတောင်းထောင်ပြီးခင်မုံတို့အခန်းကိုချောင်းတဲ့နေ့ကလေးကဖြောင်းထားလိုက်တာလို့ရပါပြီကွာနောက်ရကြတော့ခင်မုံကဓနုယူဘက်ကိုသွားမယ်ဆိုပြီး ငါရဲ့ပေရံကိုစီးတယ်ကွာအဲ့ဒီမှာမင်းရဲ့စာကိုပေးပြီး ECG လောက်လိုက်တာဦးကေမာဆိုပြရော့ဆိုပါတော့ကွာနေစမ်းမအောင်ခင်မုံမေဒေါ်ချင်ကားကြီးကမရှိဘူးလားမရှိဘူးကွာအထက်ကိစ္စတွေမူတုံကိုသူတယောက်ထဲပြန်သွားတာလင်းငါရမကရှိနေပြီတီတာတီလိုက်ပါတော့ကွာချက်စိုးသည်သူ့နဖူးကိုသူမနာရန်ရိုက်ထည့်နေခြင်းမရှိတင်ခဲ့ဖြစ်နေလေပြီအမှန်မှာတော့သူစားရမည့်အစာကိုသူတို့ဘစားသွားခဲ့ချေပြီ အတော်လေသည့်တန်းလွင်ပါတကား၎င်း၏ပေရန်တွင်တက်ဆင်ထားသောပန်ကာနှင့်အပြိုင်တန်းလွင်လေလွင်လာချီတကားဩဒါကြောင့်မင်းသဘောကောက်နေတာကိုငါတို့ကတော့မင်းရဲ့စေတနာသရာတရားကိုဖြူစင်တယ်မှတ်ပြီးညညာမူပြဲအောင်တောက်အိမ်မပြန်နိုင်တော့ကြောင်းစရာအိမ်မှာပဲမိုးလင်းနေအဲ့ဒီရက်တွေမှာ မင်းကတကယ့်ကိုငကားမင်းစီစဉ်တွေ့နေတာကိုကိုကုသူနဲ့ကိုလေးကွာ မြန်ကြနေတဲ့နွားကြီးပြောကျင်တယ်လို့သာပြောတော့ကွာပြောကျင်တယ်လို့သာပြောတော့တော်တယ်လားမရောက်ခင်ကလေးကရွာဖို့ထနေတဲ့သူ့နှခေါကြီးသူ့နှခေါကြီးနာမည်သာဆိုတာဟမ်ကောင်းပါကောင်းရန်ရန်ခေါက်ဆွဲအတိုင်းပဲဘယ်လိုပင်ပြောပြောဘယ်လောက်ပင်တစ်တစ်ခွတ်ခွတ်တုတ်တုတ်တန်လွန်ကတော့နဂံပတိတကယ်ကိုတုံလုံးပါမဟုတ်ဩ မိမာများဒေါက်တာကလေးကိုခက်ကြပါကလားသို့ကြောင့်ပင်ရှေးစာစွေပညာရှိတွေကမိမာဟူသည်လှိနှင်းမြင်လို့မယွင်းပဲတူညီပဲ့ကံရလူနောက်လိုက်ပါရတကြသည်ဟုဆိုခဲ့ကြလေသည်အခုလည်းတန်းလွင်ဤပဲ့ကံမှုလှော်ခမ်းမှုဖြင့်ခင်မုံတယောက်ပဲ့ကံချေပဲ့ရေစိတ်ထိတိုင်းလိုက်ပါခဲ့လေသလားမပြောတာမကြခင်မှာပင် မော်တော်ကရုတ်စိတ်ဆင်ရတာထိတ်ရှိကိုမင်းသိန်းဤဘီဤဆက်ပြောဆိုင်တို့ရောက်ခဲ့သည် ဆိုင်ကတော့မိမိတ်ထား၍မှောင်းနေသည်ပြိုးကုမသိန်းကုမသိန်းသူတန်ကထွက်မလာတဏီကုံရောင်းချထားလေတော့နာကျင်တန်နာရပေဦးမပေါ်ကုမင်းသိန်းခမအိတ်နေတာအာနာစရာတန်းလွင်ရာမလိုပါဘူးကွာမင်းကျေစုကိုအတိမတ်ပြုတဲ့အနေနဲ့ရေငါကုံငါဆွင်တဲ့အထိတ်မတ်နဲ့ရေဂုံပြူဝဲလေးလုံးမလို့ပါကွာပြိုးကုမသိန်းကုမသိန်းအေးဘယ်သူတွေလဲကွာညအချိန်မတော်ကြီးမှာကွာ ကျုပ်မော်တော်တန်းနဲ့ချက်စုလို့ပါဗျာလက်မမပြေသေးလို့တလုံးလောက်ရောင်းစမ်းပါဗျို့မင်းတို့ဝါအာသူတို့ကအိတ်နေတာကိုတော့နောက်ရှက်ပြီးတယ်ကွာဒီလိုချင်းပဲရောက်မှာနော်မင်းတို့ကောင်းလေနောက်တစ်ချိန်လာလို့ကတော့လေးကွာနဲ့အပြစ်ပဲကွာဟာစိတ်ချပါဗျာစိတ်ချပါကဲဆက်ပြော်တွေကထိမဲ့ရှမဲ့ခပင်းပင်းကလေးတလုံးပေးဗျာကျုပ်တို့ဒါရုံမှာသွားတော့ကြမှာပါကဲဘက်ထရီမီလေးပါလေးဖွင့်ပါဦး ဆိုင်ရှင်ကမင်းသိန်းကအိတ်ရှင်မူတို့ဖြင့်အရာမလူလဲထလာပြီးကောင်းနာပေါ်မှဘက်ထရီကလစ်ဖြင့်ဘက်ထရီငုတ်ကိုချိန်လိုက်သည်ဒေါ်ကာဝဲနှစ်ပေမိချောင်းသည် မျက်စိကျဉ်လောက်အောင်လင်းလာသည်တလုံးယူသွားမယ်ဗျာပိုက်ဆံကနှက်ပြန်မော်တော်ဆင်းတော့မှယူရတယ်ကွာရတယ်ကြွားကြွားဟာအိတ်ရှင်ကြီးကွာဟိုင်းအဲဟာကောင်တန်းလုံးမင်းနဲ့ကွာပစုံးမှုပဲထမင်းကြီးဝတ်လာရတယ်လို့ အာအမလေးဗျာမမလာပြီပြောပြောဆွဆွနဲ့တန်လွန်သည်ပလင်းကိုဆွဲကဆိုင်ပြန်တို့ထွက်လိုက်သည်တန်လွန်ထွက်တော့လဲချက်စုကလိုက်၍ထွက်ရတော့သည်သာပြတနာပဲချက်စုရာမနေ့ကတော့ငါအကြောင်းကိုကိုမင်းသိန်းကြီးအော်ချက်လောက်တော့မှာပဲဒီတော့စောစောစီးစီးသူအကျွေးရှိတာကိုဆက်လို့ဓနုပြူကပြန်သူကြိုက်တာကလေးတွေနဲ့ချွတ်ရတော့မှာပဲမင်းကလည်းမင်းပဲအတော့ကိုနမောနမဲနိုင်တာပဲ ဒီလိုဆိုတော့ခင်မုံရဲ့ထမင်းကမင်းစီပါလာပြီးမင်းပစိုးကခင်မုံခံတယ်ကြံခဲ့တာပေါ့အကျဲအကျဲမငိမ့်ဘွယ်တွေမဖြစ်ဖြစ်သာတော်ရော့ပြီပစိုးကလေးတစ်ထည်ကိုအကြောင်းပြု၍ခင်မုံသာပြဒနာရှာလျင်အကြီးအကျဲအရှက်ကွဲ၍ချက်စုတယောက်မစားရအညောနံဘဝဖြင့်ယုံရောက်ဂတ်ရောက်ဖြည့်ရှင်ရလေအောင်မီယုံကမရောက်တော့ခြေရွာလူကြီးများနဲ့ဖြည့်ရှင်ရတာမျိုးရှိလာလိမ့်မည် ထောကဝဲတိကနေရှိစိတ်လိုက်မှန်ပါလွတ်တတ်သောဘုရားရင်ဤတဝဲချင်းဆက်ကြကလည်းအကြောင်းသုံးပါးကိုရွေးနေလိမ့်မည်မဟုတ်သို့သောကံကြမ္မာကအချက်စုပေါ်တွင် မျက်နှာသာပြီးခဲ့သည်တဖက်မှခင်မုံသည်မြည်သည့်ပြဒနာများမလုတ်ခဲ့ကိုလည်းအချက်တကွဲအကျိုးနဲ့ဖြစ်လိမ့်မည်ကိုတည်ထားလေ၍ပြီလားကံအားလျော်စွာဖြင့်နောက်တရမှာတော့ခင်မုံအမေတော်ချင်းခါကြီးရောင်းချရန်ပစ္စည်းတွေနဲ့သကောကြီးတို့ပြန်ရောက်လာခဲ့သည် ဟောဒီမှာအဘဝိပုမွန်ပစိုးဖျားသွားចောင်းတဲ့ရင်အသုံးပြုရအောင်ယောဂီတပက်ပြီးတော့ထမင်းစားပြီးတိုင်းအချိုတဲဖို့ရာဒူးရင်ယူဒါရုပါဒူမရဲ့ဒါရုပါရောင်မန်းဝယ်ပန်းတွေပွင့်လန်းပြီးအစစအရာရာအစင်ပြေလို့ဒီအမေဒီသမီးနှစ်ယောက်ရေလိုအေးလိုပန်းလိုမွေးပါစေကွယ်ပြီးရစုနေပြပါစီအဘဒေါ်ကျင်ခါကြီးကအဘောသားရင်ကိုမိဘလိုသဘောထား၏ ခင်မွန်ကလည်းအဖိုးတယောက်လိုပါပဲဒီတော့လဲဒီသားမီးနှစ်ယောက်အဖိုးစီဝါရှာဖွေရာတွင်သကောကြီးနှင်းကအစင်ပြေသည်ဟုဆိုရမည်အခုလိုကျမအမှုတော်ပစ္စည်းတွေယူဖို့ပြန်တော့တမီးလေးခင်မွန်ပေါ်ခလုံးမထီစူးမညရလေအောင်မဲ့တပေါမစွန့်ရလေအောင်စောင့်ရှောက်ပြီးခဲ့တဲ့အဖကြီးစုကိုမမိပါဘူးဒီစကားကိုကြားလိုက်ရတော့ခင်မုတ်မျက်နှာမြည်တို့ဖြစ်လေသည်မည်သည် တပတ်ခန်း၌စေဘော်လေးတလေးဖြင့်ဓမလုံစီနေသည့်ချက်စုမာတော့မပြုံပဲဝလုံးခွဲနှင့်ရဲကနေထရဲလိုက်ခြင်းတော့သည်အော်ခင်မုံခင်မုံနင့်မကြီးကတော့နင့်ကိုမှဲ့တော့မစွန်းဘူးတဲ့ခလုတ်မထီစူးမညီဘူးတဲ့ငါအဖိုးသားရင်ကစောင့်ရှောက်တဲ့ရဲကျင်လိုက်တာဖက်ဖက်မောရင်ဘတ်နောက်ကကြောဆိုတဲ့ကိန်းစိုက်နေပါရော့လားငါအဖိုးကသူ့အလုံးနဲ့သူရှုပ်နေတာပါ နင့်ဘောကျူကျော်စော်ကားမှာကိုသိရင်တော့သူလည်းဘယ်နေလိမ့်မလဲဟာအခုဟာက အမေပဲလို့ချော့သိသိကိုအိတ်မှပြောတယ်ဆိုသလိုနင့်အမေကတော့ချော့သိတာပါပဲနင်က အိတ်တာမဟုတ်ဘူးနင့်အမေကိုလှဲစားပြီးအိတ်ချင်အောင်ဆောင်းနေတာဟာအိတ်ချင်အောင်ဆောင်းနေတာနင်နဲ့မော်တော်တန်းလွင်တို့ရဲ့နောက်ပိုင်းဇာဟာအလွမ်းဖြစ်မလားအတော်ဖြစ်မလားဆိုတာကိုစောင့်ကြည့်ရသေးတာပေါ့စောင့်ကြည့်ရသေးတာပေါ့ဒီနောက်မှာတော့ဖြင့်ပင်စီကဏ္ဍအထိနေပြီဖြစ်သောစေဘောလိတ်တို့ကို ရာကွက်ထဲထိုးချေကငိန်ချံကပီဘက်သို့ထွက်လာခဲ့တော်သည် ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကိုရွှေတော်သားဤပြောပြရင်အော့ချသွားမယ်ဆိုတဲ့ဟာသဝတ္ထုစာအုပ်ကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခန်းစားပေးခဲ့တဲ့တွေလည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုံးမြတ်တင်ပါခင်ဗျာ